အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇေယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ2ရက်တနင်္လာနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းမြင်းနောက်ဖက်ကမ်းမှာကာကွယ်အင်အားစုတွေအားကောင်းလာတာကိုထင်ရှားမြင်သာသာပြည်မြင်ရပြီးထိတွေ့တိုက်ပွဲတွေနေရာအနှံ့ခက်ဆိတ်ဆိတ်ထောဆောင်နေတာဖြစ်ပါတယ်တို့ပေမဲ့မင်းဘူးစကုမြို့နယ်ထဲမှာတော့ကာကွယ်ရေးအင်အားစုတွေတိုက်ပွဲဖော်ဆောင်နိုင်ခြင်းမရှိဘူးဖြစ်တာကိုတွေ့ရပါတယ်။မင်းဘူ ARD မြန်မာပြည်ကထောက်ချပင်သမင်းသုတ်ဆိုင်လေးအကြောင်းပြောထားဘူးပါတယ်။မင်းမှုကိုရောက်ရင်ကျွန်တော်တို့ဟာတောင်လဲကောက်ငကပတ်တောင်အနီးမှာအခြေပြုလေးရှိတာဖြစ်ပါတယ်။မန္တန်မြာကန်ကို73စီသွားရောက်ထုတ်ယူရင်ငနက်စာဖြစ်ဖြစ်နေ့လယ်စာဖြစ်ဖြစ်အဲ့ဒီဆိုင်လေးမှာစားလေးရှိပါတယ်။တခုသောတောက်ကြနဲ့နနခင်မှာအဲ့ဒီဆိုင်လေးမှာစားတော့ပြီးကားပေါ်တဲ့ရဲသုံးဝေရောက်လာပြီးစခန်းထွက်ခဲ့ပါဆိုတာကားရှိတဲ့တဲ့ရောက်လာပါလေရောကျွန်တော်တို့က73စီလာထုတ်ရင်စစ်မော်တော်ရင်နဲ့မလာပါဘူး တီးရရင်နေနဲ့လာကြတာဖြစ်ပြီးကားပေါ်မှာကတိုက်ရေးဘူးရဲ့အိမ်တော်ကြောင်းပစ္စည်းကျွန်းပရိဘောကတွေဒီတင်ဆောင်လာခဲ့တာဖြစ်ပြီးအထက်ဘင်းလာမျိုးကိုပို့ပေးရမှာဖြစ်ပါတယ်။ကိုလာရွှေတို့ကလည်းထုံးစံအတိုင်းစခန်းရောက်မှရှင်းကျွန်တော်ကလည်းအချိန်မရပါဘူးလက်ပြန်ရုံးပေးရမှု73စီထုတ်ရမှာဖြစ်တဲ့အတွက်ပြန်လာမှရှင်းမယ်နဲ့ညှဉ်းပုံနေကြတာဖြစ်ပါတယ်။နောက်ဆုံးကျွန်တော်လည်းဆရာကြီးမောင်ပြကဲကိုရဲကြီးတို့ရေတိုင်နေရတာတိုင်တော့ဗျာအချိန်မရဘူးဒိုးပြီဆိုပြီးလက်ချလာပါတော့တယ်။တိုင်နမရှယ်ပလန်နဲ့ကိုတိုင်တာပေါ့ဗျာ။တာမှုကိုယ်တိုင်ဖဲ့အောင် မင်းထောင်ကြမဲ့အပေါက်တွေမလုံးနဲ့ကွာတိုင်ရေးဝီကိုလည်းဆဲပြီးပြီမင်းကိစ္စဝိစ္စပြည်တာနဲ့ချက်ချင်းပြန်တက်လာခဲ့ဆိုပြီးကျိမ့်ပါလေနောက်ဆိုရင်ဈေးကား73စီထုတ်ဖို့သွားလိုက်နေတာစမ်းမှုအေရှေးသွားပြီး CEO ကြီးခင်ဗျာကျွန်တော်သွားပါတော့မယ်ကားပေါ်မှာဘာမှမပါဘူးဆိုပြီးလောက်ရပါတော့တယ်ဒါပေမဲ့မြို့ထဲရောက်ရင်တော့ကိုတင်ချင်းဟာတင်မြဲတာဖြစ်ပါလေအဆိုပါမင်းမှုမြို့လေးလွတ်မြောက်နေပြီဖြစ်စေချင်ပါတယ်ဒီလိုမျိုးနယ်တွေကအင်အား80ရှိတဲ့စေကြောင်းကတော့ စရခါရွာနဲ့အောင်းရောင်မှာဖြန့်ခွဲအခြေပြုနေတဲ့တာဖြစ်ပါတယ်အခုကကနေထွက်လာတဲ့ရိခာရင်နန်းဇနိနေကနေထွက်သွားခြင်းမရှိသေးပဲဇမန်နေ့ညအခြေပြုနေရမှာပဲရှိနေသေးဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရွှေတန်းတက်ထိတွေ့မှုမှာပြည်သူစစ်ခေါင်းဆောင်တယောက်မဆီကတ်ခဲ့ပြီးအခုကမျိုးထဲမှာယနေ့နိုင်ပြုလုပ်နေပြီဖြစ်ပါတယ်ဗရန်တန်နဲ့ဂௌဝချေးရွာမှာစစ်ကောင်စီစစ်ကြောင်းတစ်ခုလှုပ်ရှားနေတာရှိပြီးလက်နက်ငယ်များနဲ့ပြစ်ခတ်လျက်ရှိပါတယ် ပြင်ပြင်းနဲ့ဂျူရီယာနေစာစကားဖြစ်တဲ့ဝေါ်လီရဲ့ကိုကြီးကျော်ကောင်းကင်းကုန်းကိုတော့စတင်တိုက်ခိုက်နေပြီလို့သိရှိရပါတယ်။စစ်ကောင်စီတပ်ကတော့ဒီတစ်ချိန်ဟာနေစာစကားတွေအပြည့်ပိုင်းလက်လွတ်ရမယ့်အခြေအနေကိုရင်ဆိုင်နေရပြီလို့ဆိုရမှာဖြစ်ပါတယ်။မန်လီတာသပိတ်ချင်းနဲ့ဆင်ဦးမြို့နယ်တွေကိုဂျမန်တွေကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။သပိတ်ချင်းမြို့နယ်၄မိုင်စာတင်ကျောင်းကိုပေါင်အားရဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ မိုးလယ်ပိုင်းမှာတော့စင်ကူးမြို့နယ်ရွှေုံကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတစ်ဆယ်ထဲနတ်တောင်ကျေးရွာရှိဟိုတယ်တစ်ခုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးစိုးရင်ရတယ်လို့သိရှိရပါတယ်။ရွှေုံနဲ့နတ်တောင်နယ်မြေတွေဟာရွှေလုတ်ကက်တွေအများကြီးရှိနေတာမို့စစ်ကောင်